ားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့တွေဒီခဏတော့ Great Train English ရင်းနှီးအိမ်မှာပါတဲ့နောက်ဆုံး conditioner type ဖြစ်တဲ့ top conditioner AC grammar D ကိုအတူတူလေ့လာကြည့်ကြရအောင်တစ်ဆက်တည်းမှာပဲကျွန်တော် F ရဲ့ G ရဲ့ဟောပါတခါတည်းကျွန်တော်ဖြေထားပေးပါရစေဟုတ်ကဲ့မှာကျွန်တော်ရဲ့ channel လေးကနေ Great Train 11 Train နဲ့ပတ်သက်တဲ့အင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြမကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တစ်စစ်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင်ပထမဆုံး subscribe လုပ်ပေးဖို့ ဥစွာမြတ်တမ်းခံပြရစေ။ဒါဆိုရင်တက်ကွန်ဒီရှင်နယ်ကိုလေ့လာကြည့်ကြရအောင်ပါ။ Understanding the tuck condition. Tuck condition ရဲ့အကြောင်းကိုနားလည်ခြင်း။ဒီ tuck condition တွေကကြံတဲ့ကျွန်တော်တို့ zero condition တွေရော first condition တွေရော second condition တွေနဲ့လုံးဝမတူဘူး။သူက talking about the past that it that did happen လုံးဝမဖြစ်ခဲ့တဲ့အတိတ်အကြောင်းကိုပြောတဲ့နေရာမှာတုံးတာပေါ့နော်။ zero condition နဲ့ရော press sorry first condition နဲ့ရော second condition နဲ့ရောကျွန်တော်တို့ past tense အကြောင်းကိုပြောခဲ့ဘူးဒီ tense မျိုးတွေကတော့ past tense အကြောင်းကိုမဖြစ်ခဲ့တဲ့ past tense အကြောင်းကိုပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ဆက်လေ့လာကြရအောင် what is the third condition လဲ third condition လဲဆိုတာပါပါလဲ the third condition နဲ့ talks about area saturation in the bus အတိတ်တဲအတိတ်ထဲကဒီအစစ်မှန်မဖြစ်ခဲ့တဲ့အခြေအနေတွေအကြောင်းကိုပြောခြင်းရင်သုံးတာပါတဲ့ things that didn't happen လုံးဝမဖြစ်ဖြစ်ခဲ့တဲ့အရာတွေပေါ့နော်လုံးဝမဖြစ်ခဲ့မဖြစ်ဖြစ်ခဲ့တဲ့အရာတွေတကယ်အစ်စ်မှန်မဟုတ်တဲ့အခြေအနေတွေကိုပြောကြည့်ရင်သုံးတာတဲ့ဘတ်တိုင်းမဲ့ we imagine ကျွန်တော်တို့တွေးတောတယ် how they could have been different ဒီလိုမဖြစ်ခဲ့ရင်ကောင်းမှာပဲဆိုပြီးတော့မှတွေးတောတယ်တွေးတောတဲ့နေရာမှာဒီလိုမျိုးပြန်ပြီးတော့မှစိတ်ကူးတဲ့နေရာမှာသုံးတာပါတဲ့အတိတ်ကမဖြစ်ခဲ့တဲ့အရာကိုဖြစ်ခဲ့ရင်ကောင်းမှာပဲဒီလိုမျိုးတွေးတောတာကိုပြောချင်တာတဲ့ဥပမာကြည့်ကြရအောင် if i had studied ငါလိလာခဲ့မယ်ဆိုရင် i would have passed the exam ငါစာမွေးအောင်ခဲ့မှာအခုတော့ သူမလေးလာခဲ့တော့ဇံဘွဲကြပြီလို့ပြောချင်တာနောင်တရတဲ့တဘောသူအတိတ်ကိုပြောင်းလဲခြင်းတဲ့တဘောဒီမှာပေးထားတဲ့ we imagine how they could have been different ဆိုတာဒီလိုမဖြစ်ခဲ့ရင်ကောင်းပါပဲလို့သူစစ်ကူးရင်ပြီးတော့မှတွေးတောလိုက်တာပေါ့နော်အဲ့တော့ဒီတက် condition တွေကအတိတ်မှာဖြစ်ခဲ့တဲ့အရာကိုကိုကနောင်တရတဲ့တဘောအနေနဲ့သူကတုံ့ပြန်တဲ့တဘောဖြစ်ပါတယ်မဖြစ်ခဲ့တဲ့အရာကိုဖြစ်ခဲ့ရင်ကောင်းပါပဲလို့သူစစ်ကူးနေတာမျိုးတွေပေါ့နော်ဟုတ်ကဲ့ပါစစ်တီကြအောင်ဆို structure of the third conditional third conditional ရဲ့ပုံစံကတော့ if clause ဘက်မှာက has plus past participle ဒီနေ့ပြန်ပြောမယ်ဆိုရင် have plus battery တစ်ခါက main clause ဘက်မှာက what have plus battery ဒါလည်းတော့မတူတော့ဘူး first conditional မှာက zero conditional မှာကဒီ clause နှစ်ခုလုံးမှာ present သုံးတယ် first conditional မှာကဒီ if clause ဘက်မှာက present main clause ဘက်မှာက will that infinitive ပေါ့နော် base form ပေါ့ second condition နဲ့မှာကကျွန်တော်တို့ကဒီ if clause ဘက်မှာက past tense သုံးတယ် main clause ဘက်မှာကကြတော့ would base form သုံးတယ်အခု third condition နဲ့မှာကကြတော့ if clause ဘက်မှာက had plus battery တစ်ခါက main clause ဘက်မှာကကြတော့ would have plus battery ဖြစ်ပါတယ် example ကြည့်ကြမယ် if she had left earlier သူစောစောတာထွက်ခဲ့မယ်ဆိုရင် she would have caught the bus to bus ကမိမှာတဲ့အခုတော့သူနောက်ကျတဲ့အတွက် သူပစကားမမီတော့ဘူးတဲ့ဒါအတိတ်ကာလကိုပြောနေတာဖြစ်ပါတယ်အတိတ်ကာလမှာဖြစ်ဖြစ်ခဲ့တဲ့အရာပေါ့ဗျာသူစောစောမထွက်ခဲ့လို့အခုပစကားမမီတော့တာဟုတ်ကဲ့ဆက်ကြည့်ကြအောင်မယ် when to use the tag conditioner tag conditioner ကိုကျွန်တော်တို့ဘယ်ခါမှသုံးမလဲ regress or criticism regress ဆိုတာကနောင်တတရားကိုဖော်ပြတာပေါ့နော် criticism ဇလုံးတယောက်ကိုဝေဖန်နေတဲ့နေရာမှာဖော်ပြအမှဥမာခုနကတော့ကနော်ဒီ miss စာကြိုးစားခဲ့ရေ miss ဆောင်ဖို့အောင်ခဲ့မှာပဲလို့ပြောလိုက်တာဒီသူဝေဖန်လိုက်တာပဲလေ ဒါမဲ့ဆံမိုးပဲမစူးစားခဲ့တော့မဲ့ခုဆံမိုးပဲကြပြီလို့ပြောနေတာအဲ့တော့ကို့အနေနဲ့ပြောချင်နေစင်အော်ငါစာစူးစားခဲ့ရင်ငါဆံမိုးအောင်ခဲ့မှာအခုတော့ဆံမိုးပဲကြပြီဆိုတော့နောင်တတရားတွေကိုပြောချင်တာပေါ့နော် miss opportunities ကိုလွတ်ခဲ့တဲ့လွဲသွားတဲ့အခွင့်အလမ်းတွေကိုပြောချင်ရင်လည်းသုံးပါတယ်တဲ့နောက်တစ်ခုက hypothetical past hypothetical ဆိုတာစစ်ကူးရင်တက်တက်နော်အတိတ်အတိတ်ကာလကိုစစ်ကူးရင်ရုံတက်တက်နဲ့ပြောတဲ့သဘောဖြစ်ပါတယ်တဲ့ Isabelle ကြီးကြမယ် if i had apologized ငါသာတောင်းပန်ခဲ့မယ်ဆိုရင် she would have been angry to စိတ်ဆိုးမှာမဟုတ်ဘူးခုတော့ငါမတောင်းမှန်ငယ်တော့သူစိတ်ဆိုးပြီလို့ပြောနေတာဖြစ်ပါတယ်တဲ့โอเคကျွန်တော်တို့နောက်ထပ် example လေးတွေကိုလေ့လာကြအောင်ဆို examples and context if i had to walk in up on time i would have missed the meeting ငါစောစော sorry on time ဆိုတာပုံမှန်တာအဲ့ရကနိုးခဲ့မယ်ဆိုရင်ငါအစီဝဲဝဲကိုလွဲမှာမဟုတ်ဘူးတဲ့အခုတော့သူပုံမှန်အဲ့ရမနိုးခဲ့တော့အစီဝဲလွဲသွားပြီလို့ပြောနေတာ if he had to work harder သူတာ ဒီချက်ကိုပို့ပြီးတော့မှကြိုးကြိုးဆန်းဆန်းလိလိလာခဲ့မယ်ဆိုရင် he would have passed သူအောင်ခဲ့မှာအခုတော့ကြာပြီလို့ပြောချင်တာ if we had bought earlier ငါတို့စောစောတူတင်ပြီးတော့မှတာတူတင်မှာမာယူထားမယ်ဆိုရင် we would have gotten better seats ဒီချက်ကောင်းတဲ့ခုံတွေကိုရခဲ့မှာတဲ့အခုတော့ငါတို့စောစောမှာထားတော့ကောင်းတဲ့ခုံတွေမရဘူးလို့ပြောချင်တာ if you had called me မင်းငါ့ကိုခေါ်ခေါ်ခဲ့မယ်ဆိုရင် i would have come ငါလာခဲ့မှာပေါ့ခုတော့မင်းငါ့ကိုမခေါ်တော့ငါမလာခဲ့တော့ဘူးနော် if she had to reply to my message သူကငါ့ရဲ့ message တွေကို reply ပြန်ခဲ့ရင် i would have felt worry ငါစိုးရိမ်ခဲ့မှာမဟုတ်ဘူးခုတော့သူက message တွေကို reply မပြန်ခဲ့တော့ကိုကစိုးရိမ်ခဲ့တာပေါ့ if i had saved my money ငါပတ်စံနေတာစုခဲ့မယ်ဆိုရင် i could have bought a new car ငါကတ်တက်စီဝင်နေလောက်ပြီဒီနေရာမှာ could လည်းသုံးလို့ရတယ်ဒီနေရာမှာ modal verb တွေသုံးလို့ရတာပေါ့နော် could do might do အစိုက်တွေသုံးလို့ရတယ်အဲ့တော့သူက အစ္စဘဲလေးလေးလေးကြည့်လိုက်မယ်ဆိုရင်နောင်တရတဲ့သဘောပါတယ်အတိတ်ကိုပြောင်းလဲခြင်းတယ်သို့တော့ပြောင်းလဲလို့မရတော့လို့နောင်တရတဲ့သဘောကိုပြောချင်တာပေါ့နော်အတိတ်ကိုပြောင်းလဲလို့မရလို့ဒီခွန်းလန်းနေလွတ်သွားတဲ့သဘောကိုလည်းသူပြောချင်တာဖြစ်ပါတယ်သူရဲ့ tense ပုံစံက if က clause မှာ have plus battery main clause မှာက would have plus battery ဖြစ်ပါတယ် okay ကျွန်တော်တို့ဆက်လက်လာကြအောင်မယ် common mistakes မှားတဲ့အမှားတွေက if i study the if clause ဘက်မှာ past tense ကိုသုံးတာပဲ အဲ့တော့ဒကရန်က if i have studied လို့ helpless battery ပုံစံဖြစ်မှာ past tense ဖြစ်တယ်ဒီအပေါ်က zero conditional first conditional second conditional ရောလုံးဝ past tense မဟုတ်ဘူး past tense လို့ရေးပေမဲ့ second conditional မှာကျွန်တော်တို့ဒီ verb form ကို verb 2တွေသုံးပေမဲ့လုံးဝသူက past tense အဓိပ္ပာယ်မဟုတ်ဘူး present နဲ့ future တွေအဓိပ္ပာယ်ဒီ third conditional တခုတည်းတာလည်းရင်အတိတ်ကာလအတွက်သုံးတာဖြစ်ပါတယ် If he would have hurt, we won. Di mana di time ni, if close pun macam orang juga, would have lebat tiri mtu yang aku, have lebat tiri we, tu yang macam ni. Tapi mana, we would have won lekor eh, would have lebat tiri main close pun mah, tu macam apa eh? Okay, dah so no sendiri main uteh ni. Okay, practice. Listen to me, how? If you listen to me, you avoid the problem. Eh, do if close pun macam orang juga faham ngah, if close pun mah, have lebat tiri main clause ဖြစ်မှာက we have plus 3တုံးရမှာနောက်တစ်ခု if we not forget the tickets we get in အဲ့တော့ if ဖြစ်မှာက have plus 3 main clause ဖြစ်မှာက we have plus 3အဲ့တော့အဖြေဘယ်လိုဖြစ်တော့မလဲ answers if you had listened to me you would have avoided the problem မင်းငါ့ကိုဒါငါ့စကားတော့ထောင်ခဲ့မယ်ဆိုရင်ဒီပြဿနာကြီးချစ်ခင်မှာမဟုတ်ဘူးအခုတော့မင်းဒုက္ခရောက်ပြီမို့လားမင်းပြဿနာဖြစ်ပြီလို့ပြောချင်တာ changes လုပ်လို့မရတော့ဘူးအတိတ်ကိုပြောင်းလဲလို့မရတော့ဘူး if we hadn't forgotten the tickets ငါတို့လက်မှတ်တွေဒါမှမေ့ထားခဲ့ဘူးဆိုရင် we would have gotten it ငါတို့အထက်ဝင်ရအောင်ပြီအခုတော့လက်မှတ်တွေမေ့ထားခဲ့တော့ဘာမှလုပ်လို့မရဘူးဒီမှာမတည့်ရနေရတာပေါ့ဗျာအဲ့တော့ဒါဆိုင်အလုံးစီပြန်သွားလိုက်မယ်လို့ထင်တယ်ကျွန်တော်တို့ text ထဲက exercise ကိုလုပ်ကြည့်ကြအောင်ဆို Try this time complete the pulse area conditioner sentence pass အတိတ်တုန်းက area conditioner အစစ်မှန်မဖြစ်ခဲ့တဲ့ sinus တွေကိုတဲ့ correct form of the verb ကိုတမ in practice ကိုတမပေးထားတဲ့ mechanism ပုံစံနေနဲ့ဖြည့်ပြပါတဲ့ okay ကြည့်ကြမယ် number 1 if we listen we hear the breaking news အဲ့တော့ if မှာကကျွန်တော်တို့က have level 3 main clause မှာက we have level 3အဲ့တော့ we have listen we would have heart ဖြစ်ပါတယ် okay she come to our party ကျွန်တော်ဒီညမှာခေါ်မှာမလို့ပါဘူးခင်ဗျာကျွန်တော်မှားထားတာ she come to our party if she not be on holiday. 에러 디니마가 if clause가 하나 고양 내래 main clause가 아시마 양 내래 다소로 저러러 코마 물고 에러 main clause 뱀마가 would have left battery 피해 마소로 she would have come to our party if she 대표가가 have left battery 소로 be에 battery가 ban non에 소로 저러러가 she has not ban 피마 sorry she had 저러 not 전하래 she has not ban 피해 마 크라니와 저러 비엔 레이 마메 아유 수고하래 Okay, 그럼 얘네 뭐 했냐? At all, she would have come to our party if she had not been on holiday. If if 가가 have not been on holiday, have not been on holiday. 두마라 아라이에 그이 틈내우 소연 두 주노로의 파티웨어 라게마 그로 아라이에 틈내우 두 두마라 나인게 우루 뼈지나 Number 3 If you ask for directions, we not get lost 에로 if 가가 하플라 바드리피아 마자모 If you had asked 페가가 오 하플라 바드리피아 마자모 we wouldn't have got lost ဖြစ်ပါတယ်။မင်းကလမ်းတွေကိုမေးခဲ့မယ်ဆိုရင်ငါတို့လမ်းပြောက်မှာမဟုတ်ဘူးလို့ပြောချင်တာ။ If she prepared for the test well ဒီမလေးကျွန်တော်လည်းအမားတွေနားနေတယ်။ W E L well she passed blah 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 အဲ့တော့ if ကက blah 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 3ဆိုတော့ if she had prepared for the test well she would have passed သူတော့ကောင်းကောင်းပြင်ဆင်ခဲ့မယ်ဆိုရင်သူအောင်မြင်ခဲ့မှာပေါ့အခုတော့ကြာပြီ။ if we develop alternative sources earlier, fossil fuel will not run out so rapidly. If we develop develop ဆိုတဲ့နေရာမှာတီထွင်တာထုတ်လုပ်တာအသုံးပြုတာကိုပြောချင်တာကျွန်တော်တို့ဒီတခြားပြောင်းလဲပြီးတော့မှ sources sources ဆိုတာကအရင်းမြစ်တွေပေါ့နော်ဒီအရင်းမြစ်ပစ္စည်းတွေကိုဒါစောစောပြုတ်ပြင်ပြောင်းလဲပြီးတော့မှနော်တခြားပြောင်းလဲပြီးတော့မှထုတ်လုပ်သုံးစွဲခဲ့မယ်ဆိုရင် fossil fuel ရုပ်ကြွလောင်စာတွေဟာအခုလိုမျိုးလင်းလင်းမြတ်ကိုဆုံးတော့မှာမဟုတ်ဘူးလို့ပြောချင်တာအဲ့တော့ will have left battery sorry if we got a have battery the main clause will have left battery jammo if we had developed alternative sources earlier fossil fuel will have left battery jammo would and you know, wouldn't have ran out okay that's we you know simply melo tene jnoro summary ko chi chaung so bya pyin jnoro the set the ma bae jnoro di exercise jan ni de e ga raw phi comparison for all conditioners အဲ့တော့ကျွန်တော်တို့ဒီ zero conditioner ရော first conditioner ရော second conditioner ရောမရလာတဲ့သူကကျွန်တော်ဒီဗီဒီယိုရဲ့ညာဘက်လေးမှာအပေါ်တောက်လေးမှာကျွန်တော် playlist ကလေးထည့်ပေးလိုက်ပါမယ်အဲ့ဒါလေးကိုသွားပြီးတော့မှအဲနှိပ်လိုက်ရပါမယ်ခင်ဗျာဒါဆိုရင် zero conditioner first conditioner ရော second conditioner အဲ့မှာသွားလေ့လာလို့ရပါတယ် okay အဲ့တော့အားလုံးကိုခြုံပြီးလေ့လာကြည့်မယ်ဆိုရင် zero conditioner ကသူ့ရဲ့ verb form form က if ရဲ့ if clause မှာလဲ present main clause ပဲမှာလဲ present သူကဘာတွေအတွက်တုံးလဲဆိုရင် facts တကယ် scientific facts တွေသိပ္ပံနည်းကြအချက်လက်တွေမှန်ကန်တဲ့သဘောတွေမှာပြောတာ first conditional က if မှာက present မဲ့တစ်ဖက်က main clause မှာက well this part ဖြစ်တယ်သူက real future situation တွေအနာဂတ်မှာဖြစ်နိုင်ခြင်းများတဲ့အကြောင်းအရာတွေကိုပြောချင်တာ second conditional က if ဖြစ်က clause ဖြစ်မှာက positive တစ်ဖက်က main clause ဖြစ်မှာက well based verb ဖြစ်တယ်အဲ့တော့သူကဘာတွေသုံးညာလဲဆိုတော့အနာဂတ်မှာဖြစ်နိုင်ခြင်းနဲတဲ့ ခုလက်ရှိချိန်မှာဖြစ်နိုင်ချေနည်းတဲ့အကြောင်းအရာတွေကိုအစစ်မှန်မဟုတ်တဲ့အကြောင်းအရာတွေကိုပြောချင်တာဖြစ်တဲ့နောက်တစ်ခုနောက်ဆုံးအခုကျွန်တော်တို့လေ့လာခဲ့ကြတဲ့ third conditioner က if haplet battery တစ်ဖက်မှာက will haplet battery pp ဆိုတာက past participle ကိုပြောချင်တာပါသူကတော့ past tense အတွက်ပဲသုံးတာဒီ conditioner type ၄မျိုးရှိတဲ့အနေနဲ့မှာဒီ third conditioner ပဲ past တွေသုံးတာဖြစ်တယ်သူက area first အတိတ်သုံးကအမှန်တကယ်မဖြစ်တည်ခဲ့တဲ့အရာတွေကိုသုံးတာဖြစ်ပါတယ်တဲ့ ဟုတ်ကဲ့ဒါဆိုရင်တော့အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ထင်တယ်ကျွန်တော်တို့စစ်စစ်ကြောင်းပဲဗျာ summary ကဒီ conditional ကို imaginary or impossible situation in the past အတိတ်ကာလထဲမှာမဖြစ်နိုင်တဲ့အခြေအနေတွေစစ်ကူးရင်တဲ့အခြေအနေတွေကိုဖော်ပြဖို့သုံးတာပါတဲ့ form ကတော့ if မှာ have battery main clause ဖြစ်မှာက will have battery express regret blame or reflection ဘာတွေကိုဖော်ပြလဲဆိုတော့နောင်တတရားတွေ blame အပြစ်တင်တာတွေ or reflection ပြန်လည်တွေးတောစဉ်းစားတာတွေခြုံငုံစဉ်းစားတဲ့နေရာမှာဒီတက် conditioner ကိုသုံးပါလေတဲ့ okay ကျွန်တော်တို့ဒါဆိုရင်နောက်ဆုံးကြံနေသေးတယ် exercise f n g o လေ့လာကြရအောင် write the second or third conditional sentences about this situation ဒီအခြေအနေတွေအကြောင်းနဲ့ second တော့မဟုတ်တက် condition နဲ့အကြောင်းစဉ်းတင်လေးတွေကိုရေးပေးပါတဲ့သူကအခြေအနေတွေပေးထားမယ်ကျွန်တော်တို့က second နဲ့သုံးသင့်လားတက် condition နဲ့အတွက် second condition နဲ့လားတက် question condition နဲ့လားဘယ်ဟာနဲ့တင့်လျော်လဲဆိုတော့ကျွန်တော်တို့ရေးပေးရမှာပေါ့ဗျာဥပမာကြည့်ကြရအောင် I want to phone him ငါသူ့စီကိုဖုန်းဆက်ချင်တယ် but I don't know his number phone number သူ့ဖုန်းနံပါတ်ကိုငါမသိဘူးအဲ့တော့ငါဖုန်းနံပါတ်သိရင်ငါသူ့စီကိုဖုန်းဆက်မှာလို့ပြောမှာပေါ့ဗျာဒါကတော့ second condition နဲ့ပါပဲအဲ့တော့ if I knew his phone number I would phone him second conditional ဆိုရင် if မှာက first in main clause မှာက would based form ဖြစ်တယ် okay next i did not know you were in the hospital မင်းဆေးရုံမှာဆေးရုံတက်နေခဲ့တယ်ဆိုတော့ငါမသိခဲ့ဘူး so i did not visit you ဒါကြောင့်မငါမင်းစီကိုလာမလည်နိုင်ခဲ့တာအဲ့တော့ဒါအတိတ်ကြီးဖြစ်သွားပြီဗျာအတိတ်မှာပြည်စည်းသွားပြီဆေးရုံတက်ခဲ့တော့ तू မသိလို့ငါမင်းစီမလည်နိုင်ခဲ့တယ်မလည်အလဲမလာနိုင်ခဲ့ဘူးလို့ပြောနေတာအဲ့တော့ဒီဟာထက်စံကိုကြတော့တက်ကွန်ဒီရှင်နဲ့ပဲပြောရမှာ first and only ကိုပြောတာဒီ tag connection ပဲဖြစ်တာကြောင့်မို့ if clause ဘက်က haplet battery main clause ဘက်က haplet battery အဲ့တော့ main clause ကဘယ်ဟာလဲဆိုတော့စဉ်းစားရမှာပေါ့ဗျာဒီမှာကကျွန်တော်တို့ကအဲ main ဆေးရုံမှာတက်နေတယ်ဆိုတာကိုငါတိခဲ့ရင်ငါ main ဆေးရုံလာခဲ့မှာပေါ့အဲ့တော့ main အခုတော့ main ဆေးရုံတက်နေတယ်ဆိုတော့ငါမသိလို့ main ဆေးရုံလာနိုင်တယ်လို့ပြောချင်တာအဲ့တော့ main clause ဘက်ကငါ main ဆေးရုံလာလဲခဲ့မှာနော်ဒါက အရှိဘက်ကငါမင်းဆေးရုံတက်နေတယ်ဆိုတော့မသိခဲ့လို့ဒါကြောင့်မို့ if i had known you were in the hospital i would have visited you ငါကမင်းဆေးရုံတက်နေတယ်ဆိုတာသိရင်ငါလာလိုက်ခဲ့မှာပေါ့အခုတော့မလာမလဲနိုင်ခဲ့ဘူးလို့ဖြစ်သွားတာပါ okay ဒါဆိုရင်ကျွန်တော်တို့ exercise ကိုတွားကြရမယ် number 1 she stayed at a hotel so it cost her a lot 2ဟိုတက်ခုမှတက်ခဲ့တာဒါကြောင့်မို့သူ့ကိုသူကုန်ကျစရိတ်အများကြီးကုန်ကျခဲ့တယ်အကယ်၍သူဒါဟိုတယ်မှာမတက်ခဲ့ဘူးဆိုရင် သူပတ်စံနေတဲ့ကိုကြောင့်မဟုတ်ဘူးအဲ့တော့ဘက်ဘက်က main clause ဖြစ်မလဲအဲ့တော့ဒီဘက်က main clause ပေါ့ဗျာဒီဘက်ကကဒါ definite clause လို့ပြောရမှာပေါ့နော်โอเคဒါဆိုဘယ်လိုရေးမလဲကျွန်တော်တို့ if she had not stay at hostel to the the past တဲ့ကြောင့်မို့နော် hotel တခုမှမတည့်ခဲ့ဘူးဆိုရင်သူပတ်စံနေများကြီးကိုကြောင့်မဟုတ်ဘူး it wouldn't have caused her a lot ဖြစ်ပါတယ် okay next kitty is not in bagan now kitty အခုပကံမှာမရှိဘူး so i cannot see her tonight ဒါကြောင့်မို့ငါ သူ့ကိုမတွေ့နိုင်ဘူးဒီညသူ့ကိုသူနဲ့မတွေ့နိုင်ဘူးအကယ်၍သူဒါဒီပကံမှာခုရှိနေတယ်ဆိုရင်သူ့ကိုငါတွေ့ရမှာပေါ့အဲ့တော့ဒီဘက်ကကမိခိုနေရတဲ့ sentence ဒီဘက်ကက main clause လို့ပြောမှာပေါ့ဗျာအဲ့တော့ဒါဘလို့ရေးမလဲကျွန်တော်တို့က present ဆိုရင်အလွယ်မှန်တော့ present ဆိုရင်ကျွန်တော်တို့ past နဲ့ရေးရမှာပေါ့ဗျာဒါကကျွန်တော်တို့စစ်ကူးရင်တဲ့သဘောနဲ့ပြောမယ် If Kitty were in Pagan now, I could see her tonight. Okay? That's the same thing. Now, look. you didn't submit your assignment in time so the teacher punished you ဒါတော့ဒါကြောင့်မို့ဆရာကမင်းကိုပြစ်ပေးတာဆိုတာကြီးက main clause ပေါ့အဲ့တော့ main clause ဘက်ကက we have blah blah 3တပိကကဒါကြီးကမင်း assignment ကိုအချိန်မီမအပ်ခဲ့တော့ကြောင်းဆိုတာကြီးကဒါက definite clause ဖြစ်တဲ့အတွက် if clause ပေါ့အဲ့တော့သူကမင်းအချိန်မီ assignment ကိုမအပ်ခဲ့လို့အဲ့တော့မင်းနာချင်းမီအဆိုင်မအပ်ခဲ့မယ်ဆိုရင်အဲ့တော့ဒါကိုကျွန်တော်တို့က we have blah blah 3 sorry have blah blah 3ဒီဘက်ကက we have blah blah 3ပေါ့ဗျာ main clause ဘက်ကက If you had submitted your assignment in time, the teacher wouldn't have punished you. ကဲရင်မင်းသာ assignment ပုံမှန်အပ်ခဲ့မယ်ချိန်ပြင်အပ်ခဲ့မယ်ဆိုရင်ဆရာကမင်းကိုပြစ်ပေးခဲ့မှာမဟုတ်ဘူးအခုတော့ပြစ်ပေးပြီပေါ့ Okay နောက်ဆုံးကြံသေးတယ် Number 4 he doesn't have a debit card so he cannot buy a ticket သူမှာအကျိုးပဲကမရှိဘူးဒါကြောင့်မို့လက်မှတ်ဝင်နိုင်မှု debit က main clause debit ကက dependent clause ဒါကြောင့်မို့ if က clause ကို if ကကျွန်တော်တို့က အကဲကိုမှာအကျိုးပေးကတာရှင်ကျွန်တော်ဝင်နိုင်ပါဒါ likely happen ပေါ့နော်ဒါဖြစ်နိုင်ချေများတယ်ဒါကြောင့်မို့ if i had a debit card i could buy a ticket ဖြစ်ပါတယ် next sue does not answer the phone because she is not in the office sue ဟာဖုန်းမကင်ဘူးတဲ့ဘာကြောင့်လဲဆိုတော့သူဟာရုံးမှာမရှိလို့ဒါဖြစ်နိုင်ချေဖြစ်နိုင်ချေအများဆုံးเนาะဖြစ်နိုင်ချေအဲဒါရုံးမှာမရှိနိုင်ချေများတယ်เนาะအဲ့တော့ဒါကိုကျွန်တော်တို့ဘယ်လိုရေးမလဲ sue တာ အဲရုပ်မှရှိရင်ဖုန်းကင်မှာပေါ့အဲအဲ့လိုမျိုးကျွန်တော်တို့ဖြစ်နိုင်ကြည်ကိုပြောတာအဲ့တော့ကျွန်တော်တို့က Sue would answer the phone if she were in the office ဖြစ်ပါတယ် Okay နောက်ဆုံးတစ်ခုကြံနေတယ် The waiters in that restaurant didn't serve well Eddie Eddie ဇာတ်တဆိုင်က waiters တွေက serve ကောင်းကောင်းစပယ်မထိုးဘူးကောင်းကောင်းအဲဘယ်လိုပြောမလဲဝန်ဆောင်မှုမပေးဘူးတဲ့ဒါကြောင့်မို့ I didn't go there အဲ့လိုမပြောဘူးအကယ်၍သာစပယ်တို့တွေဝန်ဆောင်မှုကောင်းတယ်ဆိုကျွန်တော်အဲ့လိုသွားခဲ့မှာပေါ့ဒါကတော့ကျွန်တော်တို့က pass pass နဲ့ဆိုင်တဲ့အတွက်တက် condition နဲ့ပဲသုံးရမယ် if the waiters in their western hut subwell i would have gone there okay ဒါဆိုရင်အအောင်စင်ပြောရမယ်လို့ထင်တယ်နောက်ဆုံးကြံသေးတယ်နံပါတ် g နံပါတ် g ကတော့ကိုယ်စိတ်ကြိုက်ဖြေလို့ရပါတယ် finish a sentence in meaningful way အတိတ်ဝယ်ပြည့်စုံတဲ့ပုံစံနဲ့ဒီ sentence လေးတွေကိုတခြားရင်းစီကိုဆုံးသက်ပေးပါတယ် if i were you ငါရာမင်းဖြစ်မယ်ဆိုရင် i would start studying you for the exam now သမဂ္ဂတွေကအခုစာ လေ့လာတော့မှာ okay ဒါကတော့ second condition နဲ့ပါ if we had not wasted our time and energy အကယ်၍ငါတို့ဒါငါတို့ရဲ့အချိန်တွေအားရနေကိုမဖြုံးတိခဲ့ဘူးဆိုရင်ဒါကတော့ third condition နဲ့ပေါ့ဗျာ we might have achieved better results ငါတို့ဒီထက်ပိုကောင်းတဲ့ရလဒ်တွေနဲ့ငိုရှင်ရှိနေမှာတဲ့ဒါတော့ changes လုပ်လို့မရတော့ဘူးနော် past တင်ကြီးဖြစ်သွားပြီ if i have more free time ငါမှာအားလက်ချိန်တွေပိုပြီးတော့ရှိမယ်ဆိုရင် i will join a dance club

ီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြရအောင်ပါအပတ်မကြည့်ရင်ဗီဒီယိုလေးကို like ခင် subscribe လေးလုပ်ပေးဖို့မေတ္တာရပ်ခံပါစေ bye bye